ဘရာဇီးကစားသမားကိုလဲထိုးနေအနိုင်ယူပြီးနောက်အောင်လာလို့ကမ္ဘာချန်ပီယံဖြစ်ဖို့ဂျီလန်တလန်တိုးနိုင်ခဲ့တဲ့ဂျိုရှူအာဘန်ပိတ်သက်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘလုံးမဲသေးတဲ့မြန်မာပရိသတ်တွေကို MMA ကိုခံပညာတိုင်းမောင်းဆောင်ပြိုင်ပွဲမှာမြန်မာအကုံကိုဆောင်ခဲ့တာကတော့အောင်လာရင်ဆန်မှာအောင်လာရင်ဆန်ဟောင်းဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာမစ်ဒယ်ဝိတ်နဲ့လိုင်ဟဲဗီဝိတ်ကမ္ဘာချန်ပီယံဖြစ်မြန်မာအကုံကိုဆောင်ခဲ့တာဖြစ်ပါတယ် ယခုအခါမှာအွန်လိုင်းအဆန်လူမျိုးပဲမြန်မာကုန်ကိုစောင့်မဲ့ကစားသမားတူပေါ်လာပါပြီ။အဲဒါကတော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ချင်းတိုင်းရင်းသားလေးဂျိုရှူအာဘန်မှာတကယ်ဆိုရင်ဂျိုရှူအာဘန်ဟာမြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့လည်းမြန်မာတို့ရဲ့စာတီသွေးစာတီမှန်ဖြစ်ရှိပါတယ်။ဂျိုရှူအာဘန်ဟောင်း UFC ပွဲကစားတိုင်းမြမအလန်ကိုအမြဲတမ်းလွှမ်းခြုံလို့ရှိနေတာဖြစ်ပါတယ်။ အခုကမှလည်းဂျိုရှုအာဘဟံဘရာဇီးလဝိကျော်ဘရူနိုစီဘာကိုအနိုင်ယူပြလိုက်ပါပြီ။အခုဆုံးဂျိုရှုအာဘဟံမြန်မာလူမျိုးတွေတစ်ချိန်လုံးကအိမ်မက်တောင်မမတ်ဖူးတဲ့မြန်မာလူမျိုး UFC ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိနိုင်ဖို့မဝေးတော့ဘူးလို့ဆိုရမှာပါ။အထူးကအဖြစ်ချူချွမ်းဘန်ကတချို့သောလဝိကစားသမားတွေလိုထိုးကြည့်ရရင်ပြီးအောင်လာထူတာမဟုတ်ဘူး။ရှုံးလိုက်ပြိတ်သက်ကိုပြန်တောင်းမှန်လိုက်လို့ပြီးအရှုံးတန်နေရာလေးနေတဲ့ကစားသမားမဟုတ်ဘူး။ ဂျေချွန်အပန်မောင်း Flyway Champion ဆိုရင်းကြီးရဲ့ချက်ရှိပါတယ်။ဆင်အားထက်သန်မှုရှိတယ်လို့တပွဲထက်တပွဲပိုကောင်းလာတယ်။ပေါင်စင်စကေးကတော်တော်မြင်လာတယ်လို့ပေါင်ဝါတက်လာတယ်လို့ဆိုရပါမယ်။အထူးသဖြင့်ကောင်တာညာဝိုက်ကောင်းတယ်လို့လက်မျက်နှုံးလေးတက်လာပါတယ်။ဒါကြောင့်လည်းဘရာစီကစားသမားကိုအလဲထိုးနိုင်ယူပြလိုက်တာပါ။အစောပိုင်းမှာတော့ဘရာစီကစားသမားဘရူနိုဆေဘာကမြန်မာလူမျိုးချင်းတိုင်းသားဂျိုရှူအာဘန်ကိုဒုတိယအချီမာတဲ့အမောက်တိတ်အနိုင်ယူပြမယ်ဆိုပြီးကြုံဝါထားတာပါ ဘရာဇီးကစားသမားဘရူနိုဆေးဗာကျုံးဝမယ်ဆိုရင်လည်းကျုံးဝခြင်းစရာပါဘရူနိုဆေးဗာက professional ပွဲပေါင်း23ပွဲထိကစားထားပြီး14ပွဲနိုင်6ပွဲရှုံးတရင်2ပွဲနဲ့2ပွဲပြတ်ဖြစ်တယ်လို့ UFC မှာတော့10ပွဲကစားထားပြီးမြေ4ပွဲနိုင်3ပွဲရှုံး2ပွဲပြတ်ဖြစ်ပါတယ်ဒါကြောင့်လေဘရူနိုဆေးမားဟာကမ္ဘာပေါ်မှာဂုံတိတ်ခါကြီးမားဆုံး UFC ပြိုင်ပွဲကကစားသမားကောင်းလို့ဆိုရပါမယ် ဒါပေမဲ့ဘလောင်ပေးကစားသမားကောင်းဖြစ်ဖြစ်ချင်းတိုင်းသားလေးကျူရှူအပန်ရင်အောက်ပါပြင်းထန်လာတဲ့လက်သီးစွမ်းနဲ့အောင်မှာဘရာဇီးကကောင်းပါတယ်ဆိုတဲ့ကောင်းလေးဖင်တိုင်းကျသွားခင်ရတာပါဇွန်လ10ရက်နေ့မနက်စောပိုင်းမှာကစားခဲ့တဲ့မြန်မာကစားသမားကျူရှူအာဘန်နဲ့ဘရာဇီးကစားသမားဘရူနိုစီဗာရိုရဲ့ UFC Flyweight တန်းပွဲစဉ်ကတော်တော်လေးကိုကြီးလို့ကောင်းခဲ့ပါတယ်။အထူးသဖြင့်ဘရာဇီးကစားသမားဟာသူ့ရဲ့ဝါနဲ့ကစားပုံကိုအခြေခံပြီးအောက်ပါတဲ့အခြေခံချက်တွေနဲ့ကျူရှူအာဘန်ကိုဖြိုးဖို့ကြိုးစားခဲ့တာပါ။ အမှန်တကယ်မှာလေဘရူနိုဆီးမားရဲ့ချက်ကတကယ်ကိုလှုပ်ဖြစ်ခဲ့ပြီးတော့ဂျိုရှုအာဘန်ဟာပြန်ဖက်ကစားသမားရဲ့ခြေကန်ချက်တွေကြောင့်မကြာခဏလဲကျသွားခဲ့ရပါတယ်ဒါပေမဲ့လေဂျိုရှုအာဘန်ကလည်းခေသူမဟုတ်ပါဘူး။ဂျိုရှုအာဘန်ဟာဘောက်ဆင်စကေးပုံမြင်လာတယ်လို့လက်သင်းတွေကလည်းပို့ပြီးပြန်ထန်လာပါတယ်။ဒါကြောင့်လေပထမပိုင်းချီပြီးကြတဲ့ကောင်ဂျိုရှုအာဘန်အတားရနေတာပါ။ ဒုတိယအချိန်မှာတော့ဂျိုရှုအဘန်ရဲ့အောက်ပါပြင်းထန်တဲ့လက်သီးတွေကပိုပြီးပြင်းထန်လာခဲ့ပြီးမာပါရီဆိုတဲ့ဘရာဇီးကစားသမားဘရူနိုဆေးဘာမျက်နှာတစ်ခုလုံးဖူးယောင်လာတာဖြစ်ပါတယ်။ဒီနေရာမှာတခုပြောချင်တာကဖန်ရဲ့လက်သီးပါဝါနေတယ်ဆိုပြီးပြောချင်တဲ့သူတွေကိုသိစေချင်တာကဖရာစီကစားသမားဘရူနိုဆေးဗာရဲ့မျက်နှာကိုကြည့်ရင်ဖန်လက်သီးပါဝါဘလောက်တက်လာတယ်လဲဆိုတော့အတိုင်းသားမြင်သာစီပါတယ်။ ဒုတိယအချိန်မှာလည်းဂျိုရှုအာဘတ်ဟာဘရာဇီးကစားသမားဘရူနိုကိုပြတ်တန်အတားရခဲ့တာပါတတိယအချိန်မှာတော့ဗန်ရဲ့လက်သီးတွေကိုဘရာဇီးကစားသမားဘရူနိုခံနိုင်စွမ်းမရှိတော့ပါဘူးဒါကြောင့်မို့လို့မြန်မာနယ်ပါချင်းလူမျိုးကျိုးရှုအဘဟာ UFC ပြိုင်ပွဲမှာသူထက်ဆင်မြင်တဲ့ဘရာဇီးကစားသမားကိုအနိုင်ယူပြလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းကျိုးရှုအဘရဲ့ ranking အဆင့်နေပုံမြင့်လာဖို့ရှိနေတာပါ။ အထူးသဖြင့်ဂျိုရှုအဘန်ဖြစ်ချင်တဲ့ UFC Flyweight Champion ဖြစ်ချင်တဲ့အိမ်မက်ကတဖြည်းဖြည်းနီးကန်လာပြီလို့ဆိုရမှာပါ။အခုဆုံးဂျိုရှုအဘန်ဟာ Flyweight Champion ဟောင်းကပအစင်းနဲ့ကစားသမားကိုစိန်ခေါ်သွားပါပြီ။ဒီတော့ဂျိုရှုအဘန်က UFC မှာမြန်မာကောင်ကိုစောင့်နိုင်မလားဆိုတော့စောင့်ကြည့်သွားရပါမယ်။ပရိသတ်တွေကရောဂျိုရှုအဘန်ရဲ့တိုးတက်လာတဲ့ကစားပုံကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။